ကျမ်းမှာကြန့်ခိုင်စီကိုကာရီယိုလော့ပါလားအလေးမှလေ့ကျင့်ခန်းတွေပြုလုပ်ရပါလားရှင်းပြပေးခြင်းပါတယ်အရေးဆုံးကာရီယိုလေ့ကျင့်ခန်းအကြောင်းကိုပြောပြပေးပါမယ်ကာရီယိုလေ့ကျင့်ခန်းတွေပြုလုပ်တယ်ဆိုရင်နှလုံးနဲ့အဆုတ်ကို ကျန်းမှာတန်ဆွမ်းစေတယ်သွေးနဲ့ပတ်မှုကိုလည်းအကောင်းစေတယ်အမောခံနိုင်တဲ့သက်လုံကောင်းစေတယ်ကယ်လိုရီလောင်ကျွမ်းစေတယ်ဒါပေမဲ့ကာရီယိုလေ့ကျင့်ခန်းတွေကိုနေ့စဉ်ရက်စက်များများပြင်းပြင်းထန်ထန်ဆောင်ပြီးဆိုရင်တော့ joint နေမှာ ထိခိုက်နိုင်တယ် ကာရီယိုလေ့ကျင့်ခန်းတွေက BMR လို့ခေါ်တဲ့ Basal Metabolic Rate ဇီဝဖြစ်စဉ်ပေါ်မှာတော့သိအောင်လုပ်အားနေပါတယ်။တစ်ဖက်ကအလေးမှလေ့ကျင့်ခန်းတွေအကြောင်းကိုထပ်ပြီးပြောပြပေးပါမယ်။ အလေးမလေးချင်ကနေပြုလုပ်ပြီးဆိုရင်ကြွက်သားကြန့်ခိုင်မှုကြွက်သားတက်လုံလေးပိုပြီးအားကောင်းပါတယ်ခန္ဓာကိုယ်မှာရှိတဲ့ဟော်မုန်းဘယ်လန့်စ်တွေညီများမှုလည်းအထောက်အကူပြုပေးပါတယ်ကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့ရှိုးမာဆယ်နဲ့ခိုးမာဆယ်တွေကိုလည်းတန်ဆွမ်းစေတယ်ရှိုးမာဆယ်ဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်အပြင်အနေအလွယ်တကူမြင်နိုင်တဲ့မာဆယ်တွေဖြစ်ပါတယ်ခိုးမာဆယ်ဆိုတာကကျွန်တော်ခန္ဓာကိုယ်တောက်တိုင်းတစ်ခွေထောက်ပံ့ပေးထားတဲ့မာဆယ်တွေဖြစ်ပါတယ်ဒါကြောင့်အလေးမလေးချင်းကနေပြလို့တဲ့အခါရှိုးမာဆယ်ရောခေါင်းမာဆယ်ရောနှစ်ခုလုံးကိုတန်မာစေဖို့အထောက်အပံ့ပြုပါရစေ။ အလေးမလေးချင်းကလည်းလုပ်တဲ့ဆိုရင်ကယ်လိုရီလောင်ကျွမ်းနဲ့ BMR လို့ခေါ်တဲ့ Basal Metabolic Rate ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်အမြန်ဆန်မှုမှန်ကန်မှုအထူးကောင်းမွန်ပါတယ်။ဒါပေမဲ့အလေးမလေးချင်းကလေးကိုလည်းပြင်းပြင်းထန်ထန်နေ့စဉ်ရက်စက်လေ့ကျင့်နေမိပြီဆိုရင်တော့ Over Training ဖြစ်တတ်ပါတယ်။ Over Training ဖြစ်ရင်တော့ခန္ဓာကိုယ်ရောကြွက်သားတွေရောအဆင်းမြင့်တွေပေါ်မှာတည်ရောက်မှုတွေများစွာဖြစ်စေပါတယ်။ကျွန်တော်ပြောချင်တာက ပြိုင်မောရဲ့အားကစားသမားတွေပေါ့နော်။တာမန်ကျမ်းမှာကြန့်ခိုင်နေတဲ့လူတွေအတွက်ပဲဖြစ်ပါတယ်။ဒီနေရာမှာအလေးမလေ့ကျင့်ခန်းနဲ့ကာရီယိုလေ့ကျင့်ခန်းရဲ့ကြွားချမှုတွေတခုရှိပါတယ်။နှစ်ခုလုံးကတော့ကယ်လိုရီလောင်ကျွမ်းပေးတာတဲ့အတူတူကာရီယိုလေ့ကျင့်ခန်းတွေက during လေ့ကျင့်နေတဲ့အချိန်မှာပဲကယ်လိုရီကိုလောင်ကျွမ်းပေးတယ်လို့ကျွန်တော်လေ့လာပါတယ်။ အလေးမှလေ့ကျင့်ခန်းတွေကတော့လေ့ကျင့်နေတဲ့အချိန်မှာကယ်လိုရီလောင်ကျွမ်းမှုအတွက်အနားယူနေတဲ့အချိန်မှာကယ်လိုရီလောင်ကျွမ်းမှုအတွက်ပို့ပြီးတော့ထောက်ပံ့ပေးတယ်။ဒါကြောင့်မို့သူက BMR လို့ခေါ်တဲ့ Basal Metabolic Rate ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့စီးပွားဖြစ်စဉ်အတွက်ပို့ပြီးတော့အထောက်အပံ့ပြုပါတယ်ဗျာ။ဒါဆိုရင်ကျွန်တော်တို့ကစံမှန်ချက်တွေကိုအလေးမှလေ့ကျင့်ခန်းတွေကိုပဲပြုလုပ်ရမှာလား။ကာဒီယိုတွေကိုမလုပ်ရတော့ဘူးလားဆိုရင်မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ personal အနေနဲ့အကြံပေးရမယ်ဆိုရင်တော့ကျန်းမာကျန်းမာလို့ဆိုရင်အလေးမလေးကျင့်ခန်းတွေပေါ့ကာဒီယိုလေးကျင့်ခန်းတွေပေါ့အများများတတာလေးတွဲဖက်ပြီးတော့ပြုလုပ်စေချင်ပါတယ်ဘယ်လိုလုပ်အောင်လဲဆိုရင်ဥပမာမိမိကတစ်ပတ်မှာ5ရက်အလေးမလေးကျင့်ခန်းတွေပြုလုပ်တယ်ဆိုရင်အလေးမလေးကျင့်ခန်းတွေပြုလုပ်အပြီးမှာ10မိနစ်သုံးဖို့15မိနစ်ခန့်ကာဒီယိုလေးကျင့်ခန်းတွေပြုလုပ်ပေးဖို့အကြံပေးချင်ပါတယ်ဒါမှမဟုတ်မိမိကကာဒီယိုလေးကျင့်ခန်းတွေကိုတီးသန့်အချိန်မီမီပြုလုပ်ခြင်းနဲ့ဆိုရင်တော့တပတ်မှာတစ်ခုလုံးမှရှိတဲ့ကြွက်သားတွေကို3ရက်သုံးဖို့4ရက်လောက် မြန်မြန်တတလေ့ကျင့်မှာနောက်ထပ်နှစ်ရက်မှာတော့ကာဒီယိုလေ့ကျင့်ဉာဏ်ကိုတည်တံ့အချိန်ပေးပြီးတော့လေ့ကျင့်မှာလုပ်မယ်အကြံပြုတင်ပါတယ်ဒီပုံစံလေးတိုင်းသာ45ရက်လောက်ဆွဲဆွဲမြည်ပြီလို့ကြည့်ပါ45ရက်ပြီးမှမိတ်ဆွေကတည်တာထင်ရှားတဲ့ရာနဲ့တွေရနိုင်မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုလူလေးဖြစ်ပါတယ်ဗျာ